အာဆင်နယ်ဘိုင်ယန် PSG စပါးတို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုချန်ပီယံလိပွဲကြိုသုံးသက်ချက်အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကြာသပတေးနေ့မနက်မှာကစားသွားမယ်အာဆင်နယ်ဘိုင်ယန် PSG စပါးတို့ရဲ့ပွဲတွေကိုတင်ဆက်ပေးသွားခြင်းပါတယ်မစခင် CMI ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးတပွဲအနေနဲ့အာဆင်နယ်ဘိုင်ယန်ပွဲနဲ့စလိုက်အောင် မနစ်ကစတင်ကျင့်သုံးလိုက်တဲ့ချမြင်လိပြိုင်ပွဲကျင်းပပုံအစ်စ်ကြောင့်ယောပထိတ်တန်းအသင်းကြီးတွေကြောင့်မကြာခဏထိတ်တိုက်တွေ့ဆုံမှုတွေပြည်သက်တွေကြည့်ရှုလာပါတယ်။ဒါမဲ့ကြာတာပရင်းနေမနဲ့မှာတော့လက်ရှိရာသီအကောင်းဆုံးနှစ်သင်းဖြစ်တဲ့အာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်တို့ရင်ဆိုင်ရမှာဖြစ်ပြီးပွဲအစကနေဆုံရင်ကုန်ဆိတ်လှရှားဖို့ကောင်းနေပါတယ်။နှစ်သင်းလုံးကလက်ရှိချန်ပီယံလိအမှတ်ပေးစရာအဆင့်တင်းတဲ့နှစ်နေရာကိုယူထားပြီးဂိုးကွာချချက်ကလည်း၁၆စီနဲ့တူညီနေတာပါ။လက်ရှိလေးဘွဲကစားပြီးချိန်ထိတော့အာဆင်နယ်ကချန်ပီယံလိမှာပေးကိုမရှိတာတဲ့တည်တည်နေသောအသင်းဖြစ်ရည်တည်နေပါတယ် expected goals against 1.94ပဲရှိပြီးပြိုင်ပွဲတွေကိုစုစုပေါင်း၉ပေါက်တဲ့ကံချက်ခုနှစ်ကြိမ်မဲ့အာဆင်နယ်ခွင့်ပြုထားရပါတယ်။တစ်ဖက်မှာဘိုင်ယန်က PSG နဲ့အတူ twin goal 14ဂိုးနဲ့ Champions League ရဲ့တိုက်စစ်အကောင်းဆုံးအသင်းဖြစ်ရပ်တည်နေတာပါ။လက်ရှိသက်ဆိုင်ရာလိတွေမှာလည်းနှစ်သင်းလုံးကဥဆောင်နေပါတယ်။အာဆင်နယ်ကတော့မကြသေးခင်ကကစားခဲ့တဲ့မြောက်လန်ဒန်ဒါဘီမှာ Spurs ကို EZ ရဲ့ hat trick နဲ့တော့နိုင်ရထားပြီးပြိုင်ပွဲစဉ်15ပွဲဆက်ရှုံးပွဲမရှိကစားထားပါတယ်။ မီခေယာဒီတာရဲ့ကစားသမားတွေကဩဂတ်စ်လမှာလီဗာပူးကိုရှုံးထားပြီးကြတဲ့အခါရှုံးပွဲမရှိတော့ဘဲခြေစွမ်းတည်ငြိမ်နေတာပါချန်ပီယံလိလီဖေးဒါမှမဟုတ် group phase တွေမှာကန်ခဲ့တဲ့နောက်ဆုံး၈ပွဲမှာအာဆင်နယ်က24ဂိုးသွင်းထားပြီး2ဂိုးသာပြန်ပေးထားရပါတယ်အာဆင်နယ်ရဲ့ချန်ပီယံလိသမိုင်းမှာဒါအကောင်းဆုံးမှတ်တမ်းပါဒံယံရလူစင်းကိုကြည့်မယ်ဆိုရင်ဂါဘရီယယ်မကားဟေးတယောက်ပေါင်ဒံယံကြောင့်ပါနိုင်မှာမဟုတ်ပဲဗီဒါယောဂရက်စ်နဲ့မာတင်အိုရီဂတ်တို့ကတော့ပြန်လည်ပါဝင်လာနိုင်ခြင်းများနေပါတယ် တစ်ဖက်မှာပေါင်ကျန်တန်ရာကြောင့်အနားယူနေရတဲ့ Gabriel Martinelli ကတော့အရန်အနေနဲ့ပါလာနိုင်တာပါ။ Arsenal Champions League မှာပြသတာတွေလက်ရှိခြေစွမ်းကအထင်ကြီးတော့ဆရာကောင်းနေဆိုရင် German Blue ဤ Bayern Munich ရဲ့ခြေစွမ်းကလည်းအားလုံးရဲ့အထက်မှာရှိနေတယ်လို့ဆိုရမှာပါ။တစ်ဖက်မှာ Bayern ကလည်းလက်ရှိရာသီမှာရှုံးပွဲလုံးဝမရှိသေးပဲ။ Freiburg ကိုကြံခဲ့တဲ့အပတ်ကပဲအင်္ဂွေမှာ6-2နဲ့အနိုင်ရရှိထားပါသေးတယ်။2019ခုနှစ်မှာဘိုင်ယန်တို့ PSG ကို3-0နဲ့တခါရှုံးခဲ့မှုပါတယ်။အဲ့ဒီရှုံးပွဲပြီးကလေးကကစားတဲ့ Champions League group or leaf phase 52ပွဲမှာ55ပွဲနိုင်4ပွဲတည်ရင်နဲ့3ပွဲသာရှုံးထားတာပါ။အာဆင်နယ်အနေနဲ့ကောင်းတာမှမမြင်ဘိုင်ယန်ကိုနိုင်ဖို့ဘလောက်ခက်တယ်လဲဆိုတော့အချက်လက်တွေကပြောနေပါတယ်။သို့တော့ဘိုင်ယန်ရဲ့ရှုံးပွဲ3ပွဲလုံးကအဝေးကွင်းနေမှာရှုံးခဲ့ဘူးတာပါ။နီးပြ Vincent Company ရဲ့အသင်းကဒီရက်ဒီ18ပွဲမှာ18ပွဲနိုင်2ပွဲတည်ရင်ကြာထားပါတယ်။ International break မတိုင်ခင်မှာကစားတဲ့ Union Berlin နဲ့ပွဲမှာတူးတူးတည်ရင်ကြာထားတာပါ။နောက်တစ်ဆက်ဝင်စားရအောင်တဲ့တစ်ချက်က Crystal Palace အသင်းပေါ်ဟောင်းနေပြတဲ့ Easy နဲ့ Bayern ရဲ့တောင်ပန်တိုက်စစ်ကစားမှာ Mikel Olise တို့ထိတ်တိုက်တွေ့ဆုံမှုပါ။ Freiburg ကို7-2နဲ့နိုင်တဲ့ပွဲမှာ Olise တယောက်တည်း2ဂိုးသွင်း3ဂိုးဖန်တီးပေးသွားပါတယ်။ဥရောပထိပ်တန်းလိ5ခုမှာတရားသည့်တပွဲတဲ့သွင်းကို5ခုပါဝင်ပတ်သက်တဲ့ပထမဆုံးကစားသမားပြီးအိုလီဆေးကမှတ်တမ်းဝင်ထားတာပါ။အိုလီဆေးအပြင်နောက်ထပ်ဆောင်ကြည့်ရမယ့်ကစားသမားကအာဆင်နယ်ကို20ချိန်ယင်ဆိုင်မှုပြီး15ခုသွင်းထားတဲ့အင်္ဂလန်တိုက်စင်မှု Harry Kane ပါ။ ်အမရိတ်စတေဒီယမ်မှာဟယ်ရီကိန်းတယောက်6ဂိုးသွင်းယူပြီးအာဆနယ်ကွင်းကိုလာကစားဘူးသမျှကစားသမားတွေတဲ့အများဆုံးဂိုးသွင်းထားနိုင်သူဖြစ်နေပါတယ်။အာဆနယ်ဘိုင်ယန်ထိတ်တိုက်တွေ့ဆုံမှုကိုလေ့လာကြည့်ပါမယ်။အာဆနယ်အတွက်တော့ဘိုင်ယန်ကိုထိတ်တိုက်တွေ့ဆုံမှုတွေမှာဆူဆူရော်ရော်ရှုံးနေခဲ့ဘူးပါတယ်။2015 16ကနေ2016ဆက်ကွန်အတွင်းဒီပြအာဆင်ဝင်းကရဲ့လက်အောက်မှာ5-1ဆိုတဲ့ရလနဲ့၃ပွဲဆက်ရှုံးမှုတာပါ။သိမကြသေးခင်ကဆိုရင်လည်း2023-24ဘောလုံးရာသီမှာဘိုင်ယန်ကပဲအာဆင်နယ်ကိုကွာတာဖိုင်နယ်ကနေလှည့်ပြောင်းရအောင်စွမ်းဆောင်ခဲ့ပြန်ပါတယ်။ ကန္နာတို့အနေနဲ့ဘိုင်းရန်ကိုနောက်ဆုံး9ချိန်မှာတပွဲတည်းကြီးထားပြီး၄ပွဲအထိရှုံးထားတာပါသို့တော့ဒီတစ်ချိန်တွေ့ဆုံမှုမှာတော့အင်ရှင်အသင်းကပဲအနိုင်ရသွားမယ်လို့စူပါကွန်ပျူတာကခန့်မှန်းပေးထားပါတယ်အာဆင်နယ်နိုင်ရီ44.6ရာခိုင်နှုန်းရှိနေပြီးဧည့်သည်ဘိုင်းရန်နိုင်ရီကတော့29.6ရာခိုင်နှုန်းသာရှိပါတယ်တည်းကြီးသွားနိုင်ရီကတော့25.1ရာခိုင်နှုန်းပါ CMB ကတော့နီးပြကွန်ပဏီရဲ့အမာခံပရိသတ်ဖြစ်နေတာကြောင့်ဒီပွဲမှာဘယ်အသေးအနိုင်ဆိုတာကိုမခံမှန်းတော့ပဲကြားနေပရိသတ်ပဲလှုပ်သွားပါမယ်အာဒီတာ ကွန်ပဏီတို့လိုအနာဂတ်ထိတ်တဲလူငယ်ဒီပြနှစ်ယောက်ရဲ့တွေ့ဆုံမှုမှာဘယ်အသင်းကရလက်ကောင်းကိုပေါ်ဆောင်သွားနိုင်မလဲစိတ်ဝင်စားစောင့်ကြည့်သွားကြပါမယ်။ဒုတိယတပွဲကတော့ Paris Saint-Germain နဲ့ Tottenham Hotspur မြန်မာစံတော်ချိန်2နာရီခွဲပါ။လက်ရှိချန်ပီယံ PSG ကိုရာသီကြို Super Cup မှာ Tottenham ဆော့သွားတဲ့ပုံစံကတကယ်ပဲပရိသတ်တွေကိုအံ့ဩမင်သက်စေခဲ့တာပါ။ Supply ရလူရခင်ဒီ Tottenham တို့ကစားနိုင်ခဲ့ပေမယ့် PSG ကလည်း comeback နဲ့အတူပြန်လာနိုင်ခဲ့ပါတယ်။ Spurs တို့လက်ရှိချိန်ပြည်တွင်းမှာတော့အမှတ်ပေး လေးပွဲဆက်နိုင်ပွဲပြောက်ထားပေမဲ့ချန်ပီယံလိမှာတော့ရှုံးပွဲမရှိသေးပါဘူး။သို့တော့ဆော့ဘိုင်းလီဖေ့စ်မှာရလကောင်းတွေရနေတဲ့အသင်းတွေအများကြီးရှိနေတာကြောင့် PSG နဲ့ပွဲကသာစပါးအတွက်တကယ့်စိန်ခေါ်မှုဖြစ်လာဖို့ရှိနေပါတယ်။ပြင်သစ်ချန်ပီယံကတော့ချန်ပီယံလိမှာတပွဲကို3.69နှုန်းသွင်းပြီးတိုက်စစ်အားဖြင့်ဝုန်းတိုင်းကျဲနေတဲ့အသင်းမှာချန်ခဲ့တဲ့ပွဲစဉ်လေးမှာတော့ဘိုင်ယန်ကို PSG ကအိမ်ကွင်းမှာပဲ1-2နဲ့ရှုံးနေထားပါတယ်။ကောင်းရှုံးပါ။ တော့မဖရန့်ကတော့အာဆင်နယ်နဲ့ပွဲမှာကလေးကနောက်တန်း9ယောက်ကိုစတင်ပြောင်းလဲကစားနေပြီ PSG နဲ့ပွဲတော့ပါကြိုတင်ပြင်ဆင်ထားပုံပေါ်ပါတယ်တကယ်ဆိုစပိုင်ရဲ့လူချင်းကတောင့်တင်းတဲ့အတင်းနဲ့မှာပါတာပါຫນွေမှာလဲခူးတက်ဆိုင်မွန်တို့လိုကစားသမားတွေကိုရာထားပါတယ်အဓိကကတော့မဖရန့်ကိုဒုက္ခပေးနေတာဒဏ်ရာပြဿနာတွေပါနီးပြအနေနဲ့သူသွားခြင်းတဲ့ပုံစံကိုအကောင့်ထဲပေါ်ဖို့အချိန်လိုနေပါသေးတယ်လာမယ့်ပွဲမှာလဲ Brandon Johnson တယောက်ပွဲပယ်ပြတဲ့ကြောင့်လွဲချော်ဖို့ရှိနေသေးတာပါ ။စူပါကွန်ပျူတာကတော့ဒီပွဲမှာလည်းအင်ရှင်အသင်းပဲအသားရသွားမယ်လို့ခန့်မှန်းပေးထားပြီး PSG 9G 62.900ခန်းလုံးရှိပါတယ်။ Aedes Spa ကတော့ 9G 79.300ခန်းလုံးသာရှိပါတယ်။ဘောလုံးကတော့ဘာမှမဖြစ်သွားနိုင်တာမလို့စပါးအနေနဲ့မမျော်လင့်တာတွေလုပ်ပြနိုင်မလားစိတ်ဝင်စားစောင့်ကြည့်သွားပါမယ်။ဒါကတော့ကြာတာပရင်းနေမနဲ့မှာကစားမယ်ချန်ပီယံလိပွဲကောင်းနှစ်ပွဲဖြစ်တဲ့အာဆနယ်ဘိုင်ယန် PSG တော်တင်ရန်တို့ရဲ့ပွဲတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ